အတ္တဝေနာမတုကိန္တုတ္တပံအတ္တဘဝိကတမဘိယောနဝေဇတိကိတ္တနာဧကဓမ္မသာတဘေဝဝတ္တမနွားကိုမြတ်စွာဘုရားတပ်ပံကိဉ္စညတိပဋ္ဌလို့ခေါ်တဲ့အဋ္ဌပညာပေါ့အဋ္ဌပညာ လောကမှာရှိတဲ့အရာဝတ္ထုတွေတကယ်စစ်မှန်တဲ့အရာဝတ္ထုတွေအလုံးဟာကိန်းသူအလုံးတွေကိုကိန်းသူအဘတ္တဘဝီဘယ်ဟာကဘယ်တရားကလွန်မိုးနေတာလဲဖေဗျာလောကမှာရှိနေတဲ့အရာဝတ္ထုတွေကိုဘယ်တရားကလွန်မိုးနေတာလဲကဲသမဘေယောနဝေဇတိဘယ်တရားကလွယ်ကျန်တဲ့တရားတွေဆိုတာမရှိပါသလဲဖေဗျာလွန်တဲ့တရားဆိုတာမရှိပါသလဲဖေဗျာကိစ္စတဧကဓမ္မတာသဗ္ဗေဝဝတမနွကို အဘယ်မြင်သောတခုသောတရားထက်တရားရဲ့အလိုကိုကျန်တဲ့တရားတွေအားလုံးကျန်တဲ့တရားအလုံးကအစင်လိုက်ရပါတယ်လေဖေ။ရောက်တာနာမန္တဗံအတ္တဘဝိလောကမှာရှိတဲ့အရာဝတ္ထုအလုံးကိုနာမပညာကလွှမ်းမိုးထားတာ။နာမပယောနာဝေဇတိနာမပညာကလွယ်ကျန်တဲ့တရားဆိုတာကလွန်တဲ့ဓမ္မပညာကိုကျော်လွန်ပြီးတော့ဖြစ်တဲ့တရားဆိုတာမရှိဘူး။နာမပညာဆိုတာနာမည်ကိုပြောတာ။နာမည်တွေကိုပြောတာ။ လောကမှာရှိတဲ့ရာဝတ္ထုတွေအကုန်လုံးနာမပညာကပဲလွှမ်းမိုးထားတဲ့လူလူဆိုတဲ့နာမည်တွေယောက်ျားဆိုတဲ့နာမည်တွေမိန်းမဆိုတဲ့နာမည်တွေဘိုးနာမည်တွေဒီနာမည်တွေနာမည်တွေကပဲအကုန်လုံးလွှမ်းမိုးထားတာနော်အသစ်ပင်ဆိုလည်းပဲဘာအသစ်ပင်ညာအသစ်ပင်အသစ်ပင်နာမည်တွေကပဲလွှမ်းမိုးထားတာတောတောင်တွေဆိုလည်းဘဲတော့ဘာတော့ဘဲတောင်ပညာတောင်ဆိုပြီးတော့နာမည်တွေကပဲလွှမ်းမိုးထားတာအဲ့ဒီနာမည်တဲ့အလွန်နဲ့တရားမရှိဘူးနာမည်မရှိတဲ့အရာဆိုလောကမှာမရှိဘူးအသစ်ပင်ဆိုဘာအသစ်ပင်ညာအသစ်ပင်နာမည်တွေနဲ့ဒီပဲရှိတာ တကယ်လို့နာမည်ကိုမသိဘူးဆိုတာတောင်မှအနာမကောဟာနာမည်မရှိတဲ့အသစ်ပင်ဆိုတဲ့ဟာကြီးကတော့ခေါ်လိုက်သေးတာပဲနော်အဲ့ဒါထားကြအဲ့လိုဖွင့်ထားတယ်နာမည်မရှိတာတောင်မှနာနာမည်မရှိတဲ့အသစ်ပင်လို့ခေါ်လိုက်သေးတာပဲနာမည်တော့ရှိတော့ရှိပါတယ်ဒါမှကိုမသိတာပေါ့နော်ဒါကြောင့်လောကကြီးကိုလောကကြီးမှာရှိတဲ့အရာဝတ္ထုတွေအကုန်လုံးကိုလွှမ်းမိုးထားတာကနာမည်နာမပညာဆိုတဲ့နာမည်တွေကပဲလွှမ်းမိုးထားတာနာမည်တွေကိုကျော်လွှမ်းပြီးတော့ဖြစ်တဲ့အရာမရှိဘူးနာမည်မရှိတဲ့အရာမရှိဘူးတဲ့ နာမတဧကဓမ္မတာတပေဝဝတမနွားကိုတရားအားလုံးတွေဟာနာမည်ရဲ့အလိုကိုလိုက်နေကြတာနာမည်ရဲ့အလိုကိုလိုက်နေရတယ်ဆိုတာကြည့်လိုက်ပါလားဥစဉ်တော်ဒီတော်တကယ်ဆိုရင်ဝိပဿနာရှုလိုက်တဲ့အခါကျတော့ယုံနံယုံနံဆိုပြီးတော့အဖြစ်အပျက်တွေအကုန်လုံးမြင်ကြတာပဲဒါပေမဲ့လည်းယုံနံယုံနံဆိုတဲ့အဖြစ်အပျက်တွေကိုခန္ဓာ၅ပါးလို့ယုံနံတရားဆိုလို့အဖြစ်အပျက်တို့ဆိုပြီးတော့ချက်ဥဒပြညာနေပါလေညာဥဒပြညာနေလို့ခန္ဓာ၅ပါးကိုမြင်တဲ့ညာနေလို့ဝိပဿနာညာနေဒါတို့တွေအေးသိအောင်တော်တော်လုပ်ယူရတာ ဘသူကပဲလွှမ်းမိုးနေတာလဲဆိုတော့နာမည်နာမည်ကပဲလွှမ်းမိုးနေတာယောက်ျားမိန်းမဆိုတဲ့အရာတွေကိုတရားထိုင်တော့လည်းပဲလိုက်ပြီးတော့သူကလွှမ်းမိုးနေတော့ဦးမယ်နော်လှတယ်မလှဘူးဆိုတဲ့အရာတွေကလည်းပဲလွှမ်းမိုးနေတော့ဦးမယ်ဒါကြောင့်လောကကြီးတစ်ခုလုံးကိုလွှမ်းမိုးနေတာကနာမည်တွေကပဲလွှမ်းမိုးနေတာနာမည်ကပဲနာမည်ထက်နာမည်မရှိတဲ့အရာဆိုလောကမှာမရှိပါဘူးနာမည်ရဲ့အလိုကိုပဲနောက်ကနေလိုက်ပြီးတော့နေနေကြရတာဆိုပြီးတော့မြတ်စွာဘုရားကဟောတာနောက်စိတ်ဓာတ်တော့ဒီတော့ကတော့လူတိုင်းကြားဖို့မိသားပါပဲ ကေနတုနေယတိလောကောလောကကိုစောင်းနေတာဘာလဲကေနတုပရိကတတိလောကကိုစွဲငင်နေတာဘာလဲကေတတဧကဓမ္မတန်တဘေဝဝတ္တမနောကိုတရားသမျိုးရဲ့အလိုကိုကျန်တဲ့တရားတွေလိုက်နိုင်တယ်ဆိုတာဘယ်တရားရဲ့အလိုကိုကျန်တဲ့တရားတွေတရားအလုံးကလိုက်နေရတာလဲလို့မေးတာမေးတဲ့အခါကျတော့စိတ်တေနာနိယတိလောကောစိတ်တေနာပရိကတတိလောကကြီးကိုစောင်းနေကြတာဟာစိတ်ပဲလောကကြီးကိုစောင်းနေတာဟာစိတ်ပဲ စိတ်ကပဲလောကကြီးကိုစောင်းနေတာစိတ်တစိတ်တနာပရိကတ္တိစိတ်တွေကပဲလောကကြီးကိုစွဲငင်နေတာကျက်လောကကြီးကိုစွဲငင်နေတာတကယ်တမ်းဘာလဲဆိုတော့ကောင်းတဲ့စိတ်မကောင်းတဲ့စိတ်ဆိုတာရှိမှာပေါ့ကွာကောင်းတဲ့စိတ်တွေရှိမယ်ဆိုရင်လည်းအဲ့ဒီကောင်းတဲ့စိတ်ကြောင်းမဲ့လောကကြီးကအဲလောကကြီးလောကကြီးကိုစောင်းစိတ်ကစွဲနေတာစောင်းနေတာစိတ်စောင်းနေတာစိတ်စောင်းနေတာဆိုတဲ့စကားအပြင်မာတွေတို့ပြောပြောနေကြတယ် အဲစိတ်အလိုလိုက်နေတယ်စိတ်ကဆွဲသွားတယ်စိတ်ကဆွဲသွားတယ်ဆိုတဲ့စကားအပြင်မှာပြောနေကြတာပဲစိတ်ကစောင်းနေတယ်စိတ်ကပဲဆွဲနေတယ်ဒါတွေကဘာလဲဆိုတော့အထာဂရကတော့ဖွင့်ထားတာတော့ဒါပုထုဇဉ်တွေရဲ့စိတ်ဓာတ်ကိုပြောတာတဲ့ခန္ဓာ၅ပါးတွေကိုသေသေချာချာမမြင်နဲ့နော်ဓာတိကမှပြောတာအထာဂရမှာမပြောခန္ဓာ၅ပါးတွေကိုမမြင်နဲ့အဲပုထုဇဉ်တွေရဲ့စိတ်ဓာတ်ကိုပုထုဇဉ်တွေရဲ့အဲလောပုထုဇဉ်တွေရဲ့အခြေအနေကြီးကိုစိတ်ကပဲအကုန်လုံးချေလဲနေတာစိတ်ကပဲစောင်းနေတာစိတ်ကပဲဆွဲနေတာ ဥမာစကြဝဠာကိုကဘာဖြစ်ဘာလို့တင်းနဲ့ညာလို့တင်းနဲ့စိတ်ကဲပွားဘူးကိုတော့သိတော့သိနေတာပဲညာကတော့သိနေတာပဲဒါပေမဲ့သူ့ရဲ့စိတ်ကဘာလဲဆိုတော့ကိလေသာတွေနဲ့မကောင်းတဲ့ဓာတ်သဘောတွေနဲ့တဏှာတရားလုံးသူကမကောင်းတဲ့ဓာတ်တွေဟာအထုံနေပါလာတဲ့အခါကျတော့အဲ့စိတ်တွေရဲ့ဆွဲဆောင်မှုနောက်ကိုကိုကလိုက်နေရတာစိတ်တွေကပဲဆောင်းသွားတယ် ဲကြောင့်စိတ်ရဆက်ဆံမှုကိုလိုက်သွားပြီးတော့ဟောနောက်ဆုံးကြတော့ဟုတ်တဲ့လမ်းရောက်တဲ့လူကနည်းနည်းပဲမဟုတ်တဲ့လမ်းတွေပဲရောက်တဲ့လူတွေကများနေတာဒါဒီလိုလဲပြောလို့ရတာပေါ့ဒါတော့ဒီကဖွင့်တာပေါ့ရိုးရိုးလေးပဲပြောမယ်ဆိုရင်စိတ်တွေကစောင်းနေတာဖြစ်တဲ့အတွက်ကြောင့်မကောင်းတာလည်းပဲမကောင်းတဲ့စိတ်ကစောင်းသွားတာပဲကောင်းတာလည်းပဲကောင်းတဲ့စိတ်ကစောင်းသွားတာပဲမကောင်းတဲ့လူဖြစ်အောင်လည်းပဲမကောင်းတဲ့စိတ်ကစောင်းသွားတာပဲကောင်းတဲ့လူဖြစ်အောင်လည်းပဲကောင်းတဲ့စိတ်ကစောင်းသွားတာပဲအဲတို့ရဲ့ဒီသူမကောင်းတဲ့စိတ်ကစွဲငင်သွားတဲ့အတွက်ကြောင့် အဲ့ဒီလူရဲ့အကောင်းမှုမကောင်းမှုဆိုတာဖြစ်သွားတာပဲစိတ်တသာဧကဓမ္မတန်တဘေဝဝတ္တမနွားကိုစိတ်ဆိုတဲ့တရားတစ်ခုရဲ့အလိုကိုကျန်တဲ့တဘေဝတရားအလိုကျန်တဲ့တရားအလုံးကအကုန်လိုက်ရတယ်ဒါကတော့ယဟန္တာပုဂ္ဂိုလ်ရဲ့စိတ်ကိုပြောတာတဲ့ယဟန္တာပုဂ္ဂိုလ်ရဲ့စိတ်ကတော့ပိုင်းနိုင်သွားပြီပိုင်းနိုင်သွားတာဖြစ်တဲ့အတွက်ကြောင့်ကိုဖြစ်ချင်တဲ့အတိုင်းအကုန်လုံးဖြစ်နိုင်သွားတယ်ဒါကြောင့်ဦးဇင်းတို့သောတောင်မှဝိပ္ပအမံသောအပြံနော်ဉာဏ်နာပုဂ္ဂိုလ်တွေကဉာဏ်နာပုဂ္ဂိုလ်တွေကြောင့်ဝိပ္ပအမံဝိပ္ပလည်းအမံသောလည်းအမံဆိုပြီးတော့ဖြစ်သွားတာပေါ့နော် ဒါကြောင့်ဒီကာရဲ့အခွင့်အလိုရံပြောမယ်ဆိုရင်ဘုဒ္ဓဆင်ရဲ့စိတ်ဘုဒ္ဓဆင်ရဲ့စိတ်ကြတော့အဲစိတ်ရဲ့အလိုကိုအလုတ်တွေရောအပြောတွေရောဘဝတွေရောအခြေအနေတွေရောအကုန်လုံးလိုက်နေရတယ်ဆွဲသွားဆွဲငင်သွားခံရတယ်။ရဟန္တာပုဂ္ဂိုလ်ရဲ့စိတ်ကြတော့ဘာလဲဆိုတော့စိတ်ရဲ့အလိုကိုကျန်တာတွေအကုန်လုံးလိုက်ပေးရတာ။အဲ့လိုဒီဖြစ်သွားတယ်။ဒါကြောင့်ဖြောင်းမြန်ဖြစ်သွားတယ်ပေါ့။နောက်တနည်းပြောမယ်ဆိုရင်တော့ရိုးရိုးလေးပဲပြောတာတော့ဒီတော့ပိုကြိုက်တယ်။ဒီကံပြောတဲ့ဟာတော့ဒါသူ့ရဲ့ အာဘော်နဲ့ပြောတာပဲလို့ထင်ပါတယ်ရိုးရိုးလေးပြောတာတော့ဘာပိုကြိုက်တယ်ဘာလဲဆိုတော့စိတ်ကလောကကြီးကိုနိယတိကူးဆောင်တာလည်းပဲစိတ်ပဲပရိကတ္တိဆွဲနေတဲ့လောကကြီးကိုဆွဲတာလည်းပဲစိတ်ပဲဝတ္တမနာကိုကိုဖြစ်ခြင်းနဲ့တိုင်ဖြစ်အောင်လုပ်နိုင်တာလည်းပဲစိတ်ပဲဒါကြောင့်အဲဘာကိုစိတ်ကိုကိုနိုင်အောင်လုပ်နိုင်မယ်ဆိုရင်ကောင်းတဲ့ဘက်ကိုဟိုကူးဆောင်သွားနိုင်တယ်ကိုယ်စိတ်ကိုကိုနိုင်အောင်လုပ်နိုင်မယ်ဆိုရင်ကောင်းတဲ့ဘက်ကိုဆွဲယူလို့ရတယ်။ကိုယ်စိတ်ကိုကိုနိုင်အောင်လုပ်နိုင်မယ်ဆိုရင်ကိုဖြစ်ချင်တာတွေအကုန်လုံး ဖြစ်တယ်ဝတ္တမနှွားကိုသဗ္ဗေဝဝတ္တမနှွားကိုကိုဖြစ်ကျင်တာလေအကုန်လုံးဖြစ်တယ်နော်ဇာကြောင့်ကိုဒီပါလာများဟိုဟာမြတ်စွာဘုရားဘုရားလောင်းတော်ဓုမေတာဘဝတော်ကဘုရားဖြစ်ကျင်တဲ့စန္ဒနဲ့မြတ်စွာဘုရားကဘာလို့ဘာလို့ခဲ့တာလဲဘုရားဖြစ်ကျင်တဲ့စန္ဒနဲ့ဘုရားစုပန်ခဲ့တာသူ့မှာလည်းကြောင်လေးသိဉ္ဇနဲ့ကဘာတသိန်းလုံးလုံးဘာလို့ဆိုဒီစိတ်ဓာတ်တစ်ခုတည်းနဲ့ပဲဒီတန်ဋိဌံနဲ့ဒီစိတ်ဓာတ်နဲ့ပဲပါရမီတော်တွေဖြည့်ခဲ့တာမကောင်းတဲ့ဘဝတွေတော်တော်များများရှားတယ်အမြင့်မြင့်မြတ်တဲ့ဘဝတွေကြီးပဲရောက်တာများတယ် နောက်ဆုံးကျတော့ကာလကန္တချက်သတ်မှတ်ချက်တွေပြည့်တဲ့အခါကျတော့ဘာဖြစ်သွားလဲတော့ဖျားဖြစ်သွားတယ်ဒါပေမဲ့သူ့တငယ်ချင်းတယောက်ကျတော့အဲ့လိုမဟုတ်ဘူးဟောသူဖျားစုပန်တာရက်လားဝမ်းသာတဲ့စိတ်ကလေးပဲဖြစ်တယ်သူကဘာမှဖြစ်ချင်တဲ့စန္ဒမရှိဘူးဘာစိတ်မှသူကပေါ်ပေါ်ဘူးမပေါ်တဲ့အခါကျတော့နောက်ဆုံးကျတော့မကောင်းတဲ့ဘဝရောက်လိုက်ကောင်းတဲ့ဘဝရောက်လိုက်သူခမဟိုဥတီချက်မရှိတဲ့ပင်လည်းပြင်ကြီးကုနေရတယ်လို့ပဲဖြစ်တာ။နောက်ဖယားမြတ်စွာဘုရားဖယားဖြစ်ပြီဆိုတဲ့အချိန်တောင်မှသူကဘာမှဥတီချက်ကမရှိသေးဘူး။သူ့အလိုသူ့လိုချင်တဲ့ဟာဘာမှမဖြစ်သေးဘူး။ အဲ့ဒီချိန်ကျမှပါလို့ဆိုမြတ်စွာဘုရားဆိုပြီးအတန်အတန်လေးလည်းကြားရောဖယားကလည်းမြင်လဲမြင်လိုက်ရောဒါငါရဲ့တငယ်ချင်းကြီးပါလားအဲတငယ်ချင်းတန်ရောစဉ်စိတ်ကလေးနဲ့အဲ့တော့မြတ်စွာဘုရားဘုရားအလောင်းတော်ကိုဘုရားနဲ့ဖယားစုပန္နာဆိုတာကိုပျော်ရွှင်ဟိုဝမ်းမြောက်တဲ့စိတ်ကလေးကုသိုလ်ကံကြောင့်ပါလို့ဆိုအဲ့ဒီမှာဖယားဖြစ်ခြင်းတော့ရဟနာဖြစ်ခြင်းတဲ့စိတ်ကလေးပေါ်လာတယ်ရဟနာဖြစ်သွားတယ်ပေါ့နော်အဲအဲ့လိုဘာဖြစ်လဲဆိုတော့စိတ်ကပဲအဓိကကိုယ်စိတ်ကပိုင်းတိုင်းပိုင်းပိုင်းနိုင်နိုင်ရှိသွားပြီဆိုရင်အဲကိုယ်ဖြစ်ခြင်းတာတွေအကုန်လုံးဖြစ်အောင်လုပ်လို့ရတယ် တော့တာပန်ဖြစ်အောင်လည်းလုပ်လို့ရတယ်ရဟနာဖြစ်အောင်လည်းလုပ်လို့ရတယ်ယောသာဝကဖြစ်အောင်လည်းလုပ်လို့ရတယ်ပိစိကဘုရားဖြစ်အောင်လည်းလုပ်လို့ရတယ်အကသာဝကမာသာဝကဖြစ်အောင်လည်းလုပ်လို့ရတယ်ဖျားဖြစ်အောင်လည်းပဲလုပ်လို့ရတယ်တပ်ပေဝဝတမနောကိုကိုဖြစ်ချင်တာတွေအကုန်လုံးဖြစ်အောင်လုပ်နိုင်တာဟာစိတ်ပဲတဲ့နော်နောက်တဏ္ဍာလေးဘုံကတော့အတူတူပဲအဖြစ်လေးတာကွာသွားတာတဏ္ဍာနဲ့နာယနိယတိလောကောလောကကြီးကိုဥဆောင်နေတာဟာတဏ္ဍာပဲတဲ့တဏ္ဍာယပရိသတ်တကတ္တတိလောကကြီးကိုစွဲနေတာလည်းပဲတဏ္ဍာပဲတဲ့နောက်ကြတာတဏ္ဍာယဧကဓမ္မသာတပ်ပေဝဝတမနောကို 哦တဏ္ဍဟာသူ့လိုချင်တဲ့အတိုင်းပဲအဲသူ့ဘက်ကိုပါသူ့လိုသူ့ရဲ့အလိုအတိုင်းပဲကျန်တဲ့တရားတွေအကုန်လုံးဖြစ်နေရတာဒါမြတ်စွာဘုရားဟောတဲ့ဥပ္ပန္နယတိလောကဥနောလောကအတိတ်တော်တဏ္ဍာသောဆိုတဏ္ဍာသောနဲ့အတူတူပါပဲတဏ္ဍာသောတဏ္ဍရဲ့ကြွန်ခမ်းနေရတာလူတွေကနော်လောကကြီးကိုတဏ္ဍကပဲဥဆောင်နေတာအာဟိုဥမာစကြဆိုဘာဖြစ်လဲဆိုတော့ဘဝကဆင်းရဲတယ်ဆင်းရဲတဲ့ဘဝဖြစ်ပေမဲ့လည်းပဲအဲအိမ်အောင်ရေးတော့ပြီးတော့ ရှာဝါကိုချမ်းသာတယ်လို့ထင်မှုဆိုတဲ့တဏှာတွေတို့အိမ်တော်ရဲ့တဏှာတွေမျက်စိပေါ်မှာဖြစ်တဲ့တဏှာတွေဒါတွေနဲ့ပဲလူတွေကပင်ပင်ပန်းပန်းနဲ့သေတာသေးသွားတယ်ဘုံအားကြီးကိုရုပ်ကံနေကြရတာဟာတဏှာကပဲဥဆောင်သွားတာတဏှာကပဲဆွဲသွားတယ်နောက်ဆုံးကျတော့တဏှာရဲ့အလိုကိုကအကုန်လုံးလိုက်နေရတာဒါကြောင့်တဏှာကတဏှာရဲ့အစွမ်းကကြီးကျယ်တယ်လို့ပြောတာပေါ့နော်ဒါကြောင့်ဒီနှစ်တော့ကိုပြောရမယ်ဆိုရင်စိတ်ရဲ့အစွမ်းဟာလည်းပဲကြီးကျယ်တယ်တဏှာရဲ့အစွမ်းဟာလည်းပဲကြီးကျယ်တယ်အဲ့လိုဆိုရင်ဥစဉ်တို့ပြောလို့ရတယ် တဏမှာကောင်းတဲ့တဏနဲ့မကောင်းတဲ့တဏရှိသလားမရှိဘူးလားတဏဆိုရင်လောဘစေတိတ်နော်ဒါပေမဲ့မကောင်းအောင်မကောင်းတဲ့တဏဆိုတာမရှိဘူးလို့ထင်ရမှာပဲဒါပေမဲ့တဏလောဘဖြစ်ပေမဲ့လည်းကောင်းတာတွေကိုလိုချင်တယ်ဆိုတဲ့တဏကြတော့ဘာဖြစ်တယ်လဲဆိုတော့ကောင်းတဲ့ဘက်ကိုဥတည်တယ်နော်နတ်ဘေဝဝတ္တမနွားကိုကိုဖြစ်ကျင်တဲ့အတိုင်းပဲဖြစ်အောင်လုပ်လို့ရတယ်ဆိုတာလည်းပဲရှိသေးတာပဲနော်ဒါကြောင့်အကုသလောဓမ္မောကုသလန္တဓမ္မတ္တ အကုသို့တရားဟာကုသို့ကိုသွားပြီးတော့အထောက်ပံ့ပေးတယ်ဆိုတာရှိနိုင်တယ်။ဒါကြောင့်တဏှာကိုအကောင်းဘက်မှာအသုံးချလိုက်ရင်လည်းပဲဦးဇုံတို့ရေဒီယိုတို့တို့တွေဘာဖြစ်သွားမလဲဆိုရင်ကောင်းတဲ့ဘက်ကိုရောက်သွားနိုင်တယ်။အဲကောင်းတဲ့အကျိုးတရားတွေခံစားရပြီးတော့ကိုဖြစ်ချင်တာတွေအကုန်လုံးဖြစ်တာတွေရှိနိုင်တယ်။ဒါလေးတွေလည်းပဲဒီလိုပြောလို့ရတာเนาะ။တန်ယောဇနာတို့ကိန်းတို့တန်ယောဇနာလောကလူတွေကိုဘာကနှောင်ဖွဲ့ထားတာလဲ။လူတွေကိုချီနှောင်ထားတာဘာလဲတဲ့။ ကိန္တုတ္တဝိသရဏံလူတွေရဲ့လှဲ့လေစရာခြေတော့ဟာပါလေလူတွေကိုဘာကခြေနှောင်းထားတာလဲလူတွေဟာဘယ်ခြေတော့တွေနဲ့လျှောက်ပြီးတော့လှဲ့လေသွားလာနေတာလဲကိန္တနာဝိပါဏေနနိဗ္ဗာန်ဩဇတိဩနိဗ္ဗာန်ဣတိဩဇတိဘာကိုပယ်နိုင်မှနိဗ္ဗာန်လို့ခေါ်တာလဲသုံးခုမေးတာနန္ဒီတန်ယောသနောလောက လူတွေကိုခြေနှောင်းထားတာခြေနှောင်းထားတဲ့အနောင်ဖွဲ့ကတဏပဲတဏဆိုတဲ့အနောင်ဖွဲ့တွေနဲ့လူတွေကိုခြေနှောင်းထားရတာ နော်ဌာနာဌာနာဆိုတဲ့အနောင်ခွက်တဲ့လူတွေကိုကြီးနှောင်းထားတယ်ဒါတွေကိုတော့ဥစဉ်တို့အကျယ်ကိုမှလို့စဉ်းစားလို့ရတာပဲဌာနာဆိုတဲ့အနောင်ခွက်နဲ့ကြီးနှောင်းထားတယ်ဒါကလေးကြတော့ကျောင်းဘုန်းကြီးတွေဖြစ်တာတောင်းမှဘာဖြစ်လဲဆိုတော့ဒီကျောင်းကနေမခွာနိုင်တဲ့လူတွေရှိသေးတယ်ဟုတ်တယ်မလားဌာနာတွေနဲ့ကြီးနှောင်းထားတာနော်ဌာနာဆိုတာလောဘလည်းပါပါတယ်ဌာနာတွေနဲ့ကြီးနှောင်းထားတဲ့အတွက်ကြောင့်လောကကြီးကမလွတ်မြောက်တော့ဘူးအဲ့ဒီအနောင်ခွက်တွေနဲ့ပဲလောကကြီးထဲမှာတဝဲလဲလဲဖြစ်နေတာဒါကလေးကြတော့နိဗ္ဗာန်ရတဲ့နဲ့ရတဲ့နဲ့လို့ဘယ်လောက်ကြီးပြောပြောဒါပေမဲ့လူချမ်းလူဘဝကိုပဲဟုတ်လာပြီထင်တာပဲနတ်ဘဝကိုလည်းဟုတ်လာပြီထင်တာပဲ ကိုဟာလိုချင်ဒီဟာလိုချင်တဲ့နိဗ္ဗာန်တည်းဟာပြောင်းမြန်ပဲနိဗ္ဗာန်တည်းစာရင်လက်ရှိကာသီပိုင်းနာမှာမိုက်အောင်ပဲဒီလိုတဏှာတွေကဘာလဲဆိုရင်ချီနှောင်းထားတဲ့အခါကျနိဗ္ဗာန်ဘက်ကိုရောက်ဖို့မရောက်တော့ဒါကြောင့်တဏှာဟာအနှောင်ဖွဲ့လောကကြီးလူတွေကိုနှောင်ဖွဲ့ထားတာအနှောင်ဖွဲ့ပဲဝိတကနာဝိဇာရဏလူတွေကိုသွားလာလှောက်ရှားတဲ့ခြေတော့ဆိုတာဘာလဲဆိုတော့ဝိတကဝိတက်ပဲတဲ့နော်လူတွေရဲ့ခြေတော့ဟာဝိတက်ပဲဝိတက်တွေနဲ့ပဲလူတွေကသွားလာလှောက်ရှားအဲနေကြရတာ အတွေးတွေနဲ့ပဲเนาะအတွေးဒါကြောင့် psychology လို့လည်းပြောချင်ပြောလိုက်ပါတော့အဲတကယ်လည်းကျတော့ဝိတက်တမာဝိတက်ရှိပြီဆိုရင်တမာဝိတက်ရှိပြီဆိုရင်ဘာဖြစ်သွားမလဲနိဗ္ဗာန်တို့နတ်ပြည်တို့အကောင့်နဲ့ဘက်ကိုကိုကသွားနိုင်တယ်မိစ္ဆာဝိတက်တွေမှားတဲ့အတွေးတွေရှိကြပြီဆိုရင်တော့မောကဝဒုက္ခတွေတို့ငရဲပြည်တို့အမကောင့်တဲ့ဘဝဘက်တွေကိုရောက်သွားတာပေါ့ဒါကြောင့်ဝိတက်ဟာအာအသွားသွားနိုင်တဲ့ခြေတော့ပဲတဲ့နောက်ကြတော့တဏယဝိပါနေနာတဏပယ်နိုင်ပြီဆိုရင်တော့နိဗ္ဗာန်ရောက်ပြီတဏကတော့မိမ့်ပဲ နော်နိဗ္ဗာန်ဆိုတာလောဘမိဒေါသမိမောဟမိငြိမ်းတာနိဗ္ဗာန်ပဲလောဘမိဒေါသမိမောဟမိငြိမ်းဖို့ရာအတွက်ဆိုရင်တဏှာကအရေးကြီးတယ်တဏှာကိုပယ်ဖို့အရေးကြီးတယ်တဏှာပယ်နိုင်မှသာလေနိဗ္ဗာန်ရောက်နောက်ဗန္ဒနာတို့သူမေးခွန်းကအတူတူပါပဲတိတ်မကွာပါဘူးကိန္တုတံဗန္ဒနောလောကောလောကရဲ့လောကကိုဆက်ဆက်ပေးတာပါလေကိန္တုတံဝိသရဏံလောကကိုသွားလာနေတဲ့လူအပေါင်းရဲ့ခြေထောက်ကပါလေဘာကိုပယ်နိုင်ရင်အခုနောက်ငါအဆက်ဆက်တွေကိုဖြတ်နိုင်တယ်လေနန္ဒီတံဗန္ဒနောလောကော လူတွေဟာတဲ့တဏှာဆိုတဲ့အဆက်ဆက်တွေရှိနေတယ်။အနောင်ဖွဲ့နဲ့အဆက်ဆက်ကနံပါတ်လေးပဲကွာသွားတာ။ဝိတက်ဟာဟုတ်ကောင်းတဲ့နေရာ မကောင်းတဲ့နေရာရောက်အောင်သွားနိုင်တဲ့ခြေတော့ပဲ။လိုချင်ဖို့တဏှာကိုပယ်နိုင်မယ်ဆိုရင်ခုနကတော့အဆက်အဆက်တွေအနောင်ဖွဲ့တွေအကုန်လုံးကိုဖြတ်နိုင်ပါတယ်။ဒီဒီအရာတွေပြောတာပေါ့။ဒါကြောင့်ဒီနေ့ပြောတဲ့ဟာတွေကိုချုပ်ပြီးတော့ပြောမယ်ဆိုရင်နာမတော့ကိုချုပ်ပြောမယ်ဆိုရင်တော့နာမည်တွေနောက်လိုက်နေမယ်ဆိုရင် ကိုလိုချင်တဲ့ပန်းတိုင်းမရတတ်ဘူးအမှန်ကိုအမှန်မြင်အောင်ကြိုးစားကြရမယ်လို့ပြောတာပေါ့နော်စိတ်ဓာတ်သုံးတဲ့တဏှာတော့ကိုဟိုချက်ကြည့်ပြီးတော့ပြောမယ်ဆိုရင်လူတွေကိုအမြဲတမ်းလွှမ်းမိုးထားတာလူတွေကိုအမြဲတမ်းဆွဲဆောင်နေတာဟာစိတ်ရဲ့တဏှာရဲ့ပဲစိတ်တွေဟာလူတွေကိုဆွဲဆောင်ထားတယ်လူတွေကိုလွှမ်းမိုးထားတယ်အဲစိတ်ကိုကောင်းကောင်းပြုပြင်ပြီးတော့အဲစိတ်တွေကိုတကယ်ထက်ထက်မြတ်မြတ်လုပ်နိုင်မယ်ဆိုရင်တော့ကိုလိုချင်တဲ့အဲအရာကိုလိုချင်တယ်လို့ဖြစ်အောင်လုပ်လို့ရတယ် ။တဏှာလည်းပဲအဲ့လိုပဲကောင်းတဲ့တဏှာ၊ကောင်းတာကိုလိုချင်တဲ့တဏှာ၊မကောင်းတာကိုလိုချင်တဲ့တဏှာတွေကပဲလောကကြီးကိုဆွဲဆောင်နေကြတာပဲ၊ဥဆောင်နေကြတာပဲ။အဲဒီကောင်းတဲ့တဏှာဘက်ကို ရောက်အောင်လုပ်ပြီးတော့ကောင်းတာကိုလိုချင်တဲ့တဏှာဘက်ကိုရောက်အောင်လုပ်ပြီးတော့ပိုင်ပိုင်နိုင်နိုင်ကြိုးစားနိုင်မယ်ဆိုရင်ကိုလိုချင်တဲ့ပန်းတိုင်းရောက်ပြီးတော့ကိုဖြစ်ချင်တယ်လို့ပဲအကုန်ဖြစ်အောင်လုပ်လို့ရတယ်။နောက်တန်ယောစနာတုတ်နဲ့ဗန္ဒနာတုတ်ကတော့လောကလူသားတွေကိုဆက်ဆက်ပေးနေတာမခွာနိုင်အောင်ဆက်ဆက်ပေးနေတာလောကလူသားတွေကို မခွဲနိုင်အောင်နှောင်ဖွဲ့ထားတာတဏှာပဲ တဏှာတွေနဲ့အနှောင်ဖွဲ့ထားတာဖြစ်တဲ့အတွက်ကြောင့်လောကလူသားတွေကဒီအချိန်လေးလေးနေနဲ့ရှေ့ပြီးတော့ရှေ့မရောက်ကြတော့ဘူး။နောက်တစ်ဆုံးတကလည်းကြတော့အဲကိုယ်ရဲ့ comfortable zone ထဲမှာပဲဗာပြက်လဲဆိုတော့ကိုကအမြဲတမ်းငြိမ်းနေတာ၊ဒီအရကြီးကိုဆွဲလန်းနေတာ။နော် challenge zone တွေကိုကိုကရှေ့ဆက်မလျှောက်နိုင်ကြတော့ဘူး။ဒါကြောင့်တဏှာဆိုတဲ့အနှောင်ဖွဲ့တွေတဏှာဆိုတဲ့အဆက်ဆက်တွေကိုဖြတ်နိုင်အောင်ကြိုးစားကြရမယ်။ ဝိတက်ဟာရောက်အောင်သွားနိုင်တဲ့ခြေတော့တွေပဲဒါကြောင့်မိစ္ဆာဝိတက်တွေကိုကပယ်အောင်ပယ်နိုင်အောင်ကြိုးစားပြီးတော့မကောင်းတဲ့ဘက်မရောက်အောင်ထိန်းရမယ်တမ္မာဝိတက်ဆိုတဲ့မံကန်တဲ့အတွေးလေးတွေကိုများများတွေးပြီးတော့ကောင်းတဲ့ဘက်ရောက်အောင်ခြေတော့မြန်မြန်တက်ပေးရမယ်နော်ဒါကြောင့်ဒါတမ္မာဝိတက်ဆိုတဲ့မံကန်တဲ့အတွေးလေးတွေကိုတွေး နော်မှန်ကန်တဲ့အကျင့်တွေကိုကျင့်ပြီးတော့တဏှဆိုတဲ့အနှောင်ဖွဲ့လို့ဖြတ်တောင်နိုင်မယ်ပယ်နိုင်မယ်ဆိုရင်တော့ကွာတဲ့နိဗ္ဗာန်ဆိုတဲ့အရာကိုကိုကရောက်သွားနိုင်ပါတယ်ဆိုတာမျိုးကိုဒီကတရားပြတာပေါ့နော်အဲတော့ပါဘူး